မင်္ဂလာပါခင်ဗျာရှာမောင်ပေါ်ထွန်းဘာသာပြန်တဲ့အ мян ဆုံးတထေးဖြစ်နည်းအခန်း41ဆွေးနွေးညှိနှိုင်းခြင်းအတတ်ပညာအခန်းကိုတင်ဆက်ပေးလိုက်ပါတယ်တဦးနဲ့တဦးဆွေးနွေးညှိနှိုင်းပွဲတွင် အပြန်အလှန်ငင်းခုန်ရန်လွယ်ကူသည်မငင်းခုန်ပဲအပေးအယူမျှမျှဆွေးနွေးညှိနှိုင်းရန်ခက်ခဲသည်ငင်းခုန်လျင်ဒေါသဝင်လာတတ်သည် ရံညိုးဖွဲ့ခြင်းလာတတ်သည်ဆွေးနွေးညှိနှိုင်းရာတွင် သဘောမတူလိုလျင် သဘောမတူရန်ဖြစ်သည်သဘောတူလိုလျင်သဘောတူရန်ဖြစ်သည်ဤခိုင်းရွယ်ချက်မှာသဘောတူညှိနှိုင်းဆွေးနွေးပွဲအောင်မြင်ရေးနီလန်းကိုညွန်ပြရန်ဖြစ်သည်ဆွေးနွေးညှိနှိုင်းရာတွင်တစ်ဖက်နှင့်တစ်ဖက် သဘောကွဲလွဲမှုမပေါ်ပေါက်စေရန်အတွက် 1တဘောတူပါ2ပြေးပြေးဝါဝါတဘောမတူနိုင်ရင်တဘောတူနိုင်မည်အချက်များကို တိုးချက်ဖြည့်ဆွဲ၍ဆွေးနွေးပါဤနည်းဖြင့်တဘောမတူသည့်ကွာဟချက်ကျင်းသွားနိုင်သည်3အသေးဖွဲကိစ္စများ နှင့်ပတ်သက်၍ပေကပ်ငင်းခုန်မနေပါနှင့်တဲ့လူကြီးဘယ်တော့မှမငင်းပယ်ပါနှင့် တွယ်ဝိုက်သောနီလန်းများကို ပရိယေဖြင့်ပြောင်းလဲသုံးပါလေးစိတ်ဝင်စားစွာနှုတ်ပိတ်နားထောင်ပါကိုဘက်ကနှုတ်ပိတ်နားထောင်နေတတ်ခြင်းသည်ဆွေးနွေးညှိနှိုင်းအောင်မြင်ရေးအတွက်ပထမဆုံးအဆင့်ဖြစ်၏မိမိထင်မြင်ချက်သို့မဟုတ်အယူအဆကိုဘယ်တော့မှ ပထမဦးစွာ မတင်ပြပါနဲ့ဤချက်ကိုအခန်း32တွင် အသေးစိတ်ဖော်ပြထားသည် သို့သော်လည်းပို၍မှတ်မိအောင်ထပ်မံဖော်ပြအောင်မည်ကိုဘက်ကပထမဦးစွာမှားသွားလျင် အပြင်ရခက်တတ်သည်ကွဲပြီးသောကြက်ဥကိုပြန်ဆက်၍မရနိုင်မိမိမပြောမိသော စကားအတွက်ပြန်လဲကာကွယ်စရာမရှိဘူး ်မပြောခြင်းထက် ပြောခြင်းက ပို၍နောင်နာရစေနိုင်၏ဟူ၍ရှေးပါရှန်စကားပုံတစ်ခုကဆိုသည်တဲမာနေသောအခြေအနေတွင် ကိုယ်ထင်မြင်ချက်ကိုဦးစားပေးပြောဆိုခြင်းသည် မုံတိုင်းတိုက်နေခြင်းတွင်ကွင်းမြင်တဲ့မိတို့သဲယူလာခြင်းနှင့်တူသည်ထို့လောက်ရသည့်အမေရိကန်အိန္ဒိယန်လူမျိုးများ၏ ရန်သူဤမြားစုကိုကြံမွေးတတ်မပေးပါနှင့်ဟူသောဆိုရိုးစကားကိုဆန့်ကျင်ရာလဲရောက်၏ထို့ကြောင့်ကို့ထင်မြင်ချက်ကို့အယူအဆကိုဘယ်တော့မှပထမဆုံးမတင်ပြပါနှင့်တစ်ဖက်ကတောင်းဆို၍တင်ပြရလင်လဲဒါဟာစိတ်ဝင်စားစရာကောင်းတဲ့အချက်ပဲဒါနဲ့လူချင်းမင်းရဲ့ထင်မြင်ချက်ကိုလည်းသိပြရစေအောင်စသဖြင့်အလိမ္မာတုံး၍ စင်ဝေးရန်ရှောင်းပြောတတ်ပါစေအကောင်းဆုံးကတော့တစ်ဖက်သားကပထမဦးစွာ ပြောပြရန်အားပေးခြင်းဖြစ်၏ဤသို့လှုပ်ခြင်းဖြင့်မိမိအဖို့ရွေးချယ်ရန်အခွင့်အလမ်းတာလာနိုင်သည်တမိမိကတကယ်လက်ခံနိုင်ရင် စိတ်ပါလက်ပါသဘောတူလက်ခံပါလိုအပ်ရင်မိမိဤထင်မြင်ချက်ကိုထပ်ဖြည့်ပါသို့တော်မလိုအပ်သောအသေးအဖွဲကိစ္စတွေအတွက်တော့ စကကြောရှေမနေပါစေနဲ့နေ့မိမိအနေဖြင့်လုံးဝသဘောမတူနိုင်ရင်မိမိသဘောတူနိုင်သော အချက်တွေအားလုံးကိုစိတ်ရှည်လက်ရှည်ရှင်းပြပါစိတ်ပါလက်ပါ တင်ပြပါမိမိကတစ်ဖက်သားဤသဘောမတူနိုင်သော အချက်ကို တင်ပြလျင်လည်းတစ်ဖက်သားဤသဘောမတူချက်ကို ပြန်မေးသော မေးခွန်းပုံစံဖြင့်သာ တင်ပြပါ 3ဘယ်အခြေအနေတွင်မဆိုအများလက်ခံထားသော အချက်ကို ပြောင်ပြောင်တင်းတင်းမဆန့်ကျင်ပါနှင့်ပုဂ္ဂိုလ်ရေးထိတ်တိုက်တိုးခြင်းမျိုးကို အမြဲရှောင်ပါ4မိမိကသဘောမတူနိုင်သည့်တိုင်အောင်တစ်ဖက်သားဘက်ကရပ်ပါတစ်ဖက်သားဤအမြင်ကို အလေးအနက်ထားကြောင်းတစ်ဖက်သားသိပါစေတစ်ဖက်သားဘက်မှရပ်၍ ူ့အမြင်ကို လေးစားခြင်းသည် ထိတ်တိုက်တွေ့ခြင်းကိုရှောင်ရှားနိုင်သည်ထို့နောက်ဣသာဟုပါအခန်း32တွင်ဖော်ပြထားသည့်ဤကိုသုံး၍မိမိ၏ထင်မြင်ချက်ကိုဖြည့်ဆွက်တင်ပြပါတစ်ဖက်သားအမြင်နှင့်သဟဇာတဖြစ်အောင်ဆက်ဟပ်ပေးပါတဖက်သားကမကျေနပ်ချက်သဘောမျိုးတင်ပြလာရင်လေမိမိက အပြန်လှန်ခြေပမနေပါနဲ့သူ့စကားကိုသာဆုံးအောင်နားထောင်နေလိုက်ပါ ကိုကကြားဖြတ်မပြောပါနဲ့တစ်ဖက်သားပြော၍ဆုံးသွားသောအခါအချို့အရေးကြီးသော အချက်များကိုထပ်ပြောရန်မေတ္တာရက်ခံပါထိုချိန်တွင်သူသည်သွေးအေးသွားပြီးဖြစ်၍စောစောကလို မပြင်းထန်နိုင်တော့တစ်ဖက်သား၏မကျေနပ်ချက်ကို ဖြေရှင်းရာတွင်အထီးရောက်ဆုံးနီး နှစ်နည်းရှိသည်ယင်းတို့မှာ1တဖက်သား၏အမြင်ကိုလေးစားခြင်းတန်းကြွယ်တထေးကြီးဖြစ်လာသူများသည်ဝဲသူအမြဲတမ်းမှန်၏ဟူသောဆောင်းမုတ်ကိုအမြဲတမ်းလက်ဆွဲပြုကြ၏2တဖက်သားပေါ်စိတ်ကောင်းစေတနာကောင်းထားခြင်း စိတ်ကောင်း စေတနာကောင်းထားခြင်းသည်အောင်မြင်ရေးအတွက်အာမခံချက်ဖြစ်၏စိတ်ကောင်း စေတနာကောင်းထားခြင်းသည်နာမည်ကောင်းနှင့်တူသည်အပြောအဆိုအမှုအရာအမျိုးမျိုးဖြင့်ထူထောင်ယူရသည်သို့တော်တစ်ချက်ကလေးမှားယုံနှင့်ပျက်စီးသွားနိုင်သည်ထို့ကြောင့်စိတ်ကောင်း စေတနာကောင်းမပါဘဲနှင့်ဘာစကားမှ မပြောနှင့် ဘာစာမှမရင်းနဲ့ဘာလုံးမှမလုံးနဲ့စိတ်ကောင်းအမြဲတမ်းထားပါ စိတ်ယုတ်ဘယ်တော့မှ မထားပါနဲ့သဘောတူရန်ညှိနှိုင်းပါသဘောမတူရန်မညှိနှိုင်းပါနဲ့ဤနည်းဖြင့်အမြန်ဆုံးတစ်သေးဖြစ်လာပါလိမ့်မည် မင်္ဂလာပါခင်ဗျာဆရာမောင်ပေါ်ထွန်းဘာသာပြန်တဲ့အ мян ဆုံးတထေးဖြစ်နီးအခန်း42ရာတိဥရုပြောင်းမှ အခြေအနေကောင်းမြီအခန်းကိုတင်ဆက်ပေးလိုက်ပါတယ်ရာတိဥရုပြောင်းလင် ထိုးရာတိဥရုအတွင်းရှိတက်ရှိ အာလုံးလဲပြောင်းလဲသည်တမိုင်းမတင်မီခစ်ကအေယာမဒရဝါကြီးများသည် အချင်းချင်းအပြင်းထန်တိုက်ခိုက်ကြသည့်တိုင်အောင် မတည်နိုင်ကြ ို့သောယာတိဥဒုပြောင်းလဲသွားသောအခါတွင်ကထိုအရာမသရဝါကြီးများသည်ယာတိဥဒုပြောင်းလဲမှုဒဏ်ကိုကြံ့ညက်မခံနိုင်ကြတော့သူတို့သည်အစ်စ်ပြောင်းလဲလာသောယာတိဥဒုနှင့်လိုက်လျောညီထွေနေနိုင်ပါမှအသက်ရှည်နိုင်ကြတော့မည်ထို့သောမှ မဟုတ်လျင်တော့မျိုးပြုတ်ယုံမှတပါအချားဘာမှမရှိတော့ယခုခေတ်လူသားတို့၏အခြေအနေသည်လည်း တမိုင်းမတင်မီခစ်ကအေယာမဒရဝါကြီးများဤအခြေအနေနှင့်အတူတူပင်ဖြစ်၏သို့သောလူသားသည်မြေကဘာဤရာသီဥဒုကို မပြောင်းလဲနိုင်မိမိပြောင်းလဲလိုသော အနေ အထားသို့ရောက်အောင်စိတ်ခံစားမှုရာသီဥဒုကိုသာ ပြောင်းလဲရမည်ဖြစ်သည်မိတ်ဆွေသည်စိတ်မချမ်းသာသော အန္တရာယ်ရှိသောအခြေအနေမျိုးနှင့်ရင်ဆိုင်ရသောအခါစိတ်ခံစားမှုရာသီဥရုလည်းမကောင်းတော့စိတ်တို့မြည်ဒေါသထွက်မြည်ရန်ပြုခြင်းမည်စသည်ဖြင့်မကောင်းသော စိတ်ခံစားချက်များသာဖြစ်ပေါ်လာတော့မည်ရန်မလိုပါနှင့်ရန်ပြုလိုစိတ်ကို နှင်ထုတ်ပြစ်လိုက်ပါ ထိတ်တိုက်ရံမွဲကို နိုင်ရန်ကြိုးစားမိအစားစိတ်ခံစားမှုရာသည်ဥဒုကိုသာပြောင်းလဲပြစ်လိုက်ပါတကယ်ဆိုရင်ထိတ်တိုက်ရံမွဲတွင်ဘသူမှ အမြဲတမ်းအနိုင်မရနိုင်ပါဒေါသကိုထိမ့်ပါအင်းငိမ့်သောစိတ်ကိုမွေးပါတမိုင်းမတင်မီခေကအေယာမတရဝကြီးများသည် ပြောင်းလဲလာသောရာသီဥဒုနှင့ လိုက်လျောညီထွေ ပြောင်းလဲခဲ့ကြရ၏ထိုနည်းတူစွာဒေါသထွက်နေသောလူများသည်လည်းတည်ငြိမ်သောငြိမ်းညံသောနားလည်မှုရှိသောစိတ်ကောင်းစေတနာရှိသောခင်မင်စွာပူပေါင်းလိုသောစိတ်ခံစားမှုရာသီဥရုမျိုးတွင်ဒေါသထွက်၍မနေနိုင်ကြတော့ပါ တဘာဝလောကတွင်ပဂရိတည်ငြိမ်နေသောယာတိဥဒု၌ပြင်းထန်သောမှုန်တိုင်းကြီးမတည်ရှိနိုင်ပါ။ဤသဘောတရားသည် လူလောကအတွက်လည်းမှန်ကန်၏ထို့ကြောင့်မိษွေသည်ခေါင်းဆောင်တယောက်ဖြစ်လိုလျင်ဒေါသမှုန်တိုင်းနှင့်ရံပြုလိုစိတ်မရှိသောစိတ်ခံစားမှုရာသည်ဥဒုကိုဖန်တီးဖော်ဆောင်နိုင်ရမည်ရံဘက်ကို အနိုင်တိုက်เสียရမလို့ရံပြုလူစိတ်ဖြစ်ပေါ်စေသော ထိုသူဤစိတ်ခံစားမှုရာသည်ဥရုကို ပြောင်းလဲရန်သာလို၏မိမိကကြေအေးသော နားလေသော ပူပေါင်းလူသောစိတ်စေတနာကောင်းသောစိတ်ခံစားမှုရာသည်ဥရုကိုဖန်တီးနိုင်ရင်ရန်ဘက်ကလည်းရာတီဥရုပြောင်းပြီးမိတ်ဆွေဖြစ်လာလိမ့်မည် ဤနည်းသည်အကောင်းဆုံးနည်းပင်မဟုတ်ပါလားမင်္ဂလာပါခင်ဗျာဆ ्याम မောင်ပေါ်ထွန်းဘာသာပြန်တဲ့အမြန်ဆုံးတထေးဖြစ်နည်းအခန်း43ပြတနာဖြည့်ရှင်နည်းအခန်းကိုတင်ဆက်ပေးလိုက်ပါတယ်မိတ်ဆွေကြီးကိုရဲကိုယ်တော်ပြတနာများကို ဖြည့်ရှင်နိုင်ရင်လဲတထေးဖြစ်နိုင်၏ အခြားသူများ၏ပြဿနာများကို ဖြေရှင်းပေးနိုင်လျင်လဲတထေးဖြစ်နိုင်၏ဤကိစ္စသည်ထင်သလောက်မခက်လူတိုင်းလုံနိုင်သော ကိစ္စဖြစ်သည်အောင်မြင်သူပေါင်းများစွာတို့လုံနေကြသည်လိုအပ်သည်မှာဘလို့လုံမည်ဆိုသည်ကိုတိဖို့သာလို့၏လုံနည်းမှာအောက်ပါအတိုင်းဖြစ်သည်မည်သည့်ပြဿနာပင် ဖြစ်စေဖြေရှင်းနည်းမှာ အခြေခံအားဖြင့်အတူတူပင်ဖြစ်၏ထို့ကြောင့်ထိုနည်းကို အောင်မြင်သော ပြတနာဖြေရှင်းသူများထံမှလေ့လာစီးပူးနိုင်၏ထို့ကြောင့်အခြားသူများဤပြတနာများကို ဖြေရှင်းပေးခြင်းဖြင့်တန်းကြွယ်တထေးကြီးဖြစ်နေသူပုဂ္ဂိုလ်တဦးထံမှပြတနာဖြေရှင်းသည့်အခြေခံသဘောတရားကိုလေ့လာကြရအောင်သူနာမည်ကစတန်လီအာနို သူဤပြဒနာဖြေရှင်းဤတော့ချက်ကတော့ပြဒနာတိုင်းတွင် သူ့အထဲ၌အဖြေပါပြီးသားဖြစ်၏တဲ့ထိုစကားအလွန်မှန်၏ပြဒနာတိုင်းဤဖြေရှင်းဤသည်သက်ဆိုင်ရာပြဒနာထဲ၌ပါလာပြီးဖြစ်သည် ပြဒနာတိုင်းဤအဖြေသည် အပျော်ရမ်းသမားများယူဆသလိုပြဒနာဤအပြင်မှမရှိတမွေဝမ်းကြောင်းပြဒနာဖြေရှင်းပေးသူများယူဆသလို့ ပြဿနာဤအတွင်မှာသာရှိသည်အသောအုံတစ်ခုတည်းတွင်ဘုံတလုံးတွေ့သောအခါစနတ်တံကိုဖြုတ်ရန်ဘုံရှာဖွေရေးတက်ဖွဲ့ကိုခေါ်ရသည်ဘုံစနတ်တံဖြုတ်ခြင်းသည်ဘုံထဲရှိကရိယာကို ဖြုတ်ပစ်ခြင်းဖြစ်၏စနတ်တံကို ဖြုတ်မပစ်လျင်ဘုံပေါက်ကွဲပြီးအများကြီးပျက်စီးဆုံးရှုံးနိုင်၏ ဘုံတလုံးကို စနက်တန်ဖြုတ်ပြီးသောအခါကြံအစိတ်အပိုင်းများသည်ဘာမှအန္တရာယ်မရှိတော့ရင်းတော့ကိုတစ်ခုချင်းဖြုတ်ယူပြီးအခြားအကျိုးပြုလုပ်ငန်းများတွင်အသုံးချနိုင်၏ပြဿနာတစ်ခုသည်လည်းဘုံတလုံးနှင့်တူသည်အများကြီးအကျိုးရုပ်စေနိုင်သည်ကြွားချားချက်မှာဘုံကိုစနက်တန်ဖြုတ်ရပြီးပြဿနာကြတော့ အရှုပ်အထွေးကိုဖြည့်ရှင်းရခြင်းသာဖြစ်၏ရလတ်မှာအတူတူပင်ဖြစ်သည် ပြဒနာတစ်ခုကို ဖြည့်ရှင်းသောအခါရှုပ်ထွေးနေသော အပိုင်းများရှင်းလင်းသွားသည်ထို့နောက်ကြံအပိုင်းများကိုလွယ်ကူစွာ ရှင်းလင်းပြီးအကျိုးပြုရည်ရွယ်ချက်အတွက်အသုံးချနိုင်သည်ယတနာတစ်ခုတွင်ဒုက္ခပင်နိုင်သောအပိုင်းသည်ရှုပ်ထွေးသောအပိုင်းဖြစ်သည် ရှုပ်သေးသောအပိုင်းကိုဖြည့်ရှင်းပစ်လိုက်သောအခါကြံအပိုင်းများကိုလိုအပ်သလိုအကျိုးရှိရှိအသုံးချသွားရန်သာရှိတော်သည်တိဗ္ဗံပညာရှင်များသည်အရာဝတ္ထုတစ်ခု အကြောင်းအရာတစ်ရပ်ကိုစူးစမ်းရှာဖွေသူတေသနာပြုကြသည်ဤလို့ရသည်လဲပြဿနာဖြေရှင်းခြင်းတစ်မျိုးပင်ဖြစ်သည် လူဘဝဟူသည် အထွေထွေသော လူမှုပြဿနာများကို ဖြေရှင်းနေရသည့်ဖြစ်စဉ်ကြီးဖြစ်၏ ထို့ကြောင့်မိတ်ဆွေသည်မိမိ၏ကိုရေးကိုယ်တာပြဿနာများနှင့် အခြားသူများ၏လူမှုရေးစီးပွားရေးစသည့်အထွေထွေပြဿနာများကိုအောင်မြင်စွာ ဖြေရှင်းပေးနိုင်လျင် အမြန်ဆုံးတထေးဖြစ်လာနိုင်၏။၁ပြဿနာတိုင်းကိုရှင်းလင်းသွားနိုင်သော အဖြစ်သည်သက်ဆိုင်ရာ ပြဿနာတွေတွင်တည်ရှိသည်ကိုသိပါ။၂ပထမဦးစွာ ပြဿနာကို ဖြေရှင်းပါ။ ဤနည်းဖြင့်ရှုပ်ထွေးနေသောအရာများရှင်းလင်းသွားပြီးစိတ်ဓာတ်ကြခြင်းဆုံးရှုံးခြင်းတို့မှကင်းဝေးသွားလိမ့်မည်၃ပြဒနာတရားကို ဖြေရှင်းပြီးသောအခါတိကျအစိပ်ပိုင်းများကိုသိပ္ပံပညာရှင်တဦးကဲ့သို့ဓမ္မဒိဋ္ဌံကြကြဖြင့်စစ်ဆေးသုံးသပ်ပြီးအကျိုးရှိအောင်အသုံးချပါ၄ လူဘဝဟူသည့်ပြဿနာများကို ဖြေရှင်းနေရသော ဖြစ်စဉ်ကြီးဖြစ်ကြောင်းနားလည်ပါမိတ်ဆွေသည်မိမိ၏ပြဿနာများနှင့်အခြားသူများ၏ပြဿနာများကို အောင်မြင်စွာ ဖြေရှင်းနိုင်ရင်အမြန်ဆုံးတထေးဖြစ်လာမည်မှာကျိန်းတည်ဖြစ်၏